အားလုံးပဲမိလာပါရှင်ဒီနေ့မှာတော့စုကထိုင်းအစားအစာတွေတဲကထိုင်းစုကီချက်နီလေးကိုမျှဝေပေးခြင်းပါတယ်ကဲဒါဆိုရင်တော့စုဘလိုချက်လဲဆိုတာလိုက်ကြည့်ကြရအောင်ဒါလေးတွေကတော့စုကီချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးစုချက်သားတွေကိုဘဲငန့်ပြရည်အခြေနဲ့ကျုပ်တလုံးဖောက်ထည့်ပြီးအရာဓာနေထားပါမယ်။ ပြီးရင်တော့ဆူဆူကီပြုတ်တော့မှာပေါ့နော်ဆူကတော့ရေကိုဟင်းချိုပကံလုံးနဲ့နှလုံးစာထည့်လိုက်ပါတယ်ခုလိုမျိုးပွပွဆူလာပြီဆိုရင်တော့ဟင်းချိုခဲတဝက်ခွဲကိုထည့်လိုက်ပါတယ်ငံပြရေကိုတော့ဟင်းခက်စုံနဲ့သစုံမပြည့်တပြည့်ထည့်လိုက်ပါတယ်ပြီးရင်တော့ကြက်အုပ်နေထားတဲ့ကြက်သားတွေကိုထည့်လိုက်ပါတယ်ကြက်သားတွေကြက်တဲ့ထိပေါ့နော်အရင်ပြုတ်ထားလိုက်ပါတယ် ။ဆိုတာဒီနေရာမှာကြက်ပြော့ပဲတုံးထားတာဆိုတော့ကြက်ကကြက်တာမြင်နေနော်။ကြက်သားတွေကြက်ပြီဆိုရင်တော့ပစုံတွေကိုထည့်လိုက်ပါတယ်။မုံညင်းနဲ့ကစုံရွက်တွေကိုလည်းထည့်လိုက်ပါတယ်။ ပဇွန်နဲ့အရွက်တွေကလည်းရင်းနှီးစုစုမှဆိုကြက်ရမြင်နေဆိုတော့အကြာကြီးချက်ဆရာမလို့ဘူးနော်။ပြီးရင်တော့စုချက်ဥတလုံးကိုထပ်ပြီးဖောက်ထည့်လိုက်ပါတယ်။ပြီးရင်တော့ကြာစံအစူတွေကိုထည့်လိုက်ပါတယ်ကြာစံအချောက်သုံးမယ်ဆိုရင်တော့ရေနဲ့ကြိုစိမ့်ထားပါတော့ဆိုတော့ကြာစံအစူပဲဆိုတော့ရေစိမ့်စရာမလိုဘူးပေါ့ စုကီကတော့အဲ့မှာဆိုရင်စုရောစုမီရောအရင်ကြိုက်တဲ့အစာတွေမှပါတာပေါ့နော် နောက်ဆုံးမှာတော့စုကီရဲ့အသက်ဖြစ်တဲ့စုကီဆော့ကိုထည့်လိုက်ပါမယ်စုကတော့စုကီဆော့ကိုအများကြီးထည့်ပြီးစားရတာကြိုက်တယ်။စုကီဆော့ကတော့မူကထားတွေမှာတုံးတဲ့ဆော့နဲ့အတူတူပါပဲနော်။ ုလိုမျိုးစုကီကြိုက်တဲ့သူတွေလိုက်ချက်စားကြည့်ကြတော့အခုလိုမျိုးမိုးရည်နဲ့ရန်ကိုလိုက်ဖက်ပါတယ်မိုးအေးအေးလေးမှစုကီပူပူလေးတောင်းရင်တော့ရှည်ပဲပေါ့အရာရာမြည်ကြည့်ပါမယ်အရာရာလည်းအနေတော့ပဲဆိုရင်တော့စုရန်ကြိုက်တဲ့စုကီကကြက်ပါပြီ ကြည့်ပါဦးစားချင်စရာကြီးအရန်ကိုစားချင်နေပါပြီနော် ပကံလေးကိုခတ်ထည့်ပါတော့မယ်ခုလိုမျိုးလွယ်ကူရိုးရှင်းပြီးအရာရာရှိတဲ့ဟင်းချက်နီးများနဲ့မုတ်လုံးနီးများကိုအမြဲတင်ပေးသွားမှာဖြစ်တဲ့အတွက်စုရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ